ဒီတစ်ခါဗီဒီယိုမှာတော့ကျွန်တော်တို့တွေတက်ဘလက်တွေအကြောင်းပြောကြတာပေါ့တက်ဘလက်တွေဆိုတာဒါအလုံးသိရတိုင်းပဲဒီနေ့ခေတ်ကာလမှာတထောင်တနေရာကနေပြီးတော့ဒါလုပ်ငန်းတွေမှာစာတင်တဲ့နေရာတွေမှာပြီးတော့အနက်ထိတ်မှတ်ပိုင်းတွေမှာတနေရာကနေပြီးတော့တမအဖြစ်ပေးနေတဲ့အကောင်လေးတွေဆိုတော့ဒီတစ်ခါဗီဒီယိုမှာကျွန်တော်တို့တွေကဒီတက်ဘလက်တွေထဲကမှာကျွန်တော်ရန်ကုန်မိုဘိုင်းစတိုးမှာလူမေးအများဆုံးအဝယ်ဆုံးတမပိုးစပ်အယောင်အဆုံးတမအာအရန် မေးလုံးဝအတကုံများတယ်ဆိုတော့ကောင်းတယ်ဆိုတော့တက်ဘလက်တွေကိုပဲအားလုံးအေးဆေးဆေးရွေးလို့ရအောင်ဒီဗီဒီယိုမှာပြပြပေးပါဆိုတော့ကျွန်တော်တို့တွေတက်ဘလက်အကြောင်းလေးကိုစနိုင်အောင် ဒီဗီဒီယိုလုတ်ပေးရတဲ့အဓိကရည်ရွယ်ချက်ကကြတော့ကိုက laptop ဝယ်ဖို့စဉ်းစားနေတယ်။ဒါပေမဲ့တစ်ခါကျရင်အတွေ့အမှာငါ tablet လေးပဲဝယ်လိုက်ရင်ကောင်းမလား။ tablet ကငါနဲ့ပို့ပြီးတော့အသုံးဝင်မလား။ဆိုတော့အတွေ့မျိုးလေးတွေနဲ့တွေးမိရတယ်ရှိတယ်။အဲ့လိုလိုလေးလည်းရှိရမနော်။ဘာကျွန်တော်ကိုယ်တိုင်မဲ့တစ်ခါကျရင်ငါ laptop ပဲဝယ်လိုက်ရင်ကောင်းမလား။ပတ်စံလည်းဒီမှာ15နာရီမှရှိတဲ့အခါမှာအမှုသေးကို tablet ကပို့ကောင်းနေမှာသူမျိုးဝေခွဲမရမျိုးလေးဖြစ်တယ်။ဆိုတော့ဒီဗီဒီယိုမှာတော့ဒါအဖြေရှင်းသွားလိမ့်မယ်။ ဘာကြောင့်ဒီတက်ပလက်တွေကိုရွေးပေးရလဲဆိုတာပေါ့အခုရွေးပေးထားတဲ့တက်ပလက်တွေကလူကြိုက်အများဆုံးဖြစ်သလိုမျိုးသူတို့ကသူတို့ရဲ့ဈေးတန်းနေမှာ battery life ရန် strong ဖြစ်တယ်ဒီ display ဘိုင်းတွေပါတွေကလည်းတော်တော်လေးကိုမှဒါ strong ဖြစ်တယ်လို့ပြောလို့ရတယ်တက်ပလက်တွေအကုန်လုံးပါပေါ့နော်အဲ speaker ဘိုင်းတွေအကုန်ကောင်းတယ်အဲ battery life တွေကတာမန် laptop တစ်လုံးထပ်တော့အများကြီးပို့ပြီးတော့တာတယ်ဒါကြောင့်မလို့ကျွန်တော်က ဒီဗီဒီယိုမှာတက်ပလက်တွေကဒါမျိုးဒီမှာရွေးရပို့ပြီးလွယ်အောင်လုပ်ပေးထားတာဆိုတော့ဒီဗီဒီယိုကြည့်ပွားရင်တော့ဒါဘယ်တက်ပလက်ကကိုယ်နဲ့ကိုက်မယ်ပြောလို့ရှိရင်ဒီ laptop နေရာမှာကျွန်တော်တို့ဒီတက်ပလက်ကိုဝယ်တင်လားမဝယ်တင်လားဆိုတာဒါကိုယ့်အကိုကောင်းကောင်း decision ချနိုင်ပါလိမ့်မယ်အဲဆိုတော့ကျွန်တော်တို့ပြထမအဆုံးအယောင်အဆုံးဆိုတဲ့တက်ပလက်လေးနဲ့စပြတာပေါ့ဆိုတော့ပထမဆုံးတလုံးကတော့ဒါအယောင်အဆုံးလက်ရှိမှာပေါ့နော်အယောင်အဆုံးတော့တော့လေလူမေးအများဆုံးပိုးစိုးပတ်ဆက်အမေးအများဆုံးဘောင်းဝရမီပတ်တူး အဓိကကဒီကောင်က 4G သုံးလို့ရလို့ဆက်တော်များကတော့ဒါ 4G ကိုသုံးတယ်ဆိုတာကတို့ကဒီ portable tablet လေးအစ်စ်မှာ tablet လေးရကွာပေါ်ပေါ်ပါလေးရှိရဲတဲဝါတာအဆင်ပြေတခုဘာလဲဆိုတော့ကျွန်တော်တို့က tablet သုံးမယ်ဆိုလို့ရှိရင် wifi ကိုလိုက်ရှာဒါပေမဲ့ဒီ Redmi Pad 2ကအဲ့ဒါတကောလေးအဆင်ပြေကျွန်တော်လက်မထောင်လို့ရတယ်ဘယ် wifi မှ use တာမလို့တဲ့မှာဘသူ့မှ use တာမလို့ကိုထင်ကတင်ရွှေနန်းဆိုတာအမ်ဒါမျိုးဒါမျိုး Redmi Pad 2ကဒါမျိုးသူက 4G နဲ့တန်းသုံးလို့ရမယ် data သုံးလို့ရမယ်တခုတော့ရှိရဲ data ကိုတော့ ရှယ်ဝယ်ရမှာပေါ့နော်ခူဈေးနဲ့ဆိုရင်တော်တော်လေးကုန်မယ်အဲကျွန်တော်တို့ဆိုရင်တော့ wifi mesh ပဲဝယ်တယ် data ကတော့ပြဿနာမရှိဘူးအဲဒါတုံးတင်နေသူတွေတော့ပေါ့နော်ဆိုပါလို့ဒါ Redmi Pad 2က तू ကအဓိကက 4G version ဖြစ်သွားတယ်ပြီးတော့တော်တော်များများကလည်းဒါ wifi အပြင် sync ကိုလည်းလိုချင်တယ်ဒါကြောင့်မလို့ Redmi Pad 2ကတော်တော်လေးကိုကြောင်းပါတယ်။အဲဒီကောင်ကလည်း11 inch ရဲ့ display နဲ့လာတာဆိုတော့ပြဿနာသိမရှိဘူး။တော်တော်လေးကို display size ကကြီးသလိုဒီကောင်မှာတုံးပေးထားတာကလည်း 90Hz နဲ့ဆိုတော့ ပေါ်လာတဲ့ smooth ဖြစ်တယ်။ performance ဆိုရင် media tech ရဲ့ helio g1 တို့ ultimate ကိုသုံးမိထားတာ။ battery ဆိုလို့ရှိရင်လည်းဒီကောင်က9000 mAh ကျောင်းပါတယ်ဆိုတော့သူ့ဈေးတန်းဝင်ကျင်ပေါ့နော်။သူ့ဈေးတန်းဝင်ကျင်တဲ့သူ့ဈေးတန်းဒီမှာနော်ဒီမှာဒီမှာအဲဝင်ကျင်ဈေးမပါဘူးပြောရင်လို့ဈေးတိကျဘာလို့မပြောလဲဆိုတော့ခဏခဏဈေးတွေကပြောင်းနေရမျိုးရှိနိုင်လို့အဲဒါပဲပြတာ။သူကပေါ့နော်ဒီဈေးတန်းဝင်ကျင်မှာတော်တော်လေးကိုမှ မဆိုးဆိုတဲ့ tablet display size performance battery life လုံးဝ AAC ပဲ gain ဆော့လို့ရတယ်အဲကျွန်တော် battery life strong ဖြစ်တယ်ရုပ်ရှင်ကောင်းကောင်းကြည့်လို့ရတယ်အလုပ်ကောင်းလုပ်လို့ရတယ် zoom meeting ကောင်းတက်လို့ရတယ်ဒါတွေအကုန် AAC တုံးလို့ရတဲ့အကောင်မျိုးအဲဒါကြောင့်မို့လို့လည်းဒီ Redmi Bud 2ကအရန်ရောင်းနေတာတိတ်တော်စမ်းကြယ်မနေဘူးဩညီရပြတ်သွားတယ်အမေအခုဒါကပြောချင်တာကဒီလိုမီးပြတ်သွားတဲ့အချိန်တွေမှာလေဒီ tablet တွေကဘာမှပူကြမလို့ဆက်ပြောပြမယ် Redmi Bud SE အကြောင်း ဒီ Remy ပဲအစီလေးရကြတော့လက်ရှိဆိုင်မှာဒုတိယရောင်အကောင်းဆုံးအောင်ပြောလို့ရအဓိကသူ့ရဲ့ဈေးနှုန်းကြောင့်သူ့ရဲ့ဈေးနှုန်းကဘယ်လောက်ရှိလဲအဲဒီကောင်ကဒီသေးတဲ့ဝင်းကျင်မှာ performance ဘိုင်း display ဘိုင်း battery ဘိုင်းတော်တော်လေးကိုမှ strong ဖြစ်တယ်ဆက်တလက်မှ display ဒါကိုမှ12680 performance 6000 mAh battery ရဲ့ battery life ကိုရမှာ ဆိုတော့ဘာပြောပြောပြတတ်မှာဒီဈေးတန်းဝင်းကျင်မှာကျွန်တော်တို့အလုပ်လုပ်လို့ရတယ်ဒါအလုပ်လုပ်ချင်တဲ့လူဆိုအလုပ်လုပ်လို့ရတယ်ဂိမ်းဆော့ချင်တဲ့လူဆိုရင်ဂိမ်း AC ဆော့လို့ရတယ်ဈာမဟုတ်ဥစားဖတ်မယ်ရုပ်ရှင်ကြည့်မယ်ဆိုရဲသူတို့ကလည်းဒီဈေးတန်းကတော့တော့အရန်ပေးပြောတယ် secondary define နေတယ် blue web 3 3လုံးဝ okay ဟို even ကိုက zombie တင်နေမှာလုပ်မယ်ဆိုလို့ရှင်လည်း perfect ပဲပြီးတော့ဒီကောင်က base quality ဘာတွေအစားဘာမှတိတ်ပြီးတော့ပြောစရာမရှိဘူးသူမှ aluminum body အသုံးပေးထားတာဘာညာဆိုတော့ပြသိရမလားဒီဈေးတန်းဝင်းကျင်မှာဒါအစတန်းခံမစိုးဘူးဘာပြောဘဲအကြည့်ကြည့်လုံးဝကို perfect ပဲအဆင်ပြေလို့ပြောလို့ရတယ် tablet ဒါကြောင့်မလို့လေကြိုက်များနေတိတ်တော့စမ်းကြယ်မနေဘူးပြီးတော့နောက်ထပ်ကကြတော့ Huawei ရဲ့မိတ်ပတ်တွေ Huawei ရဲ့မိတ်ပတ်တွေအားကြတော့လက်ရှိမှာ game ဆော့တဲ့သူတွေကလွဲပြီးတော့ချင်းတဲ့သူတွေအကုန်လုံးသဘောကျတယ် game ဆော့လို့မကောင်းတာမဟုတ်နော် game ဆော့လို့ကောင်းတယ်ဒါပေမဲ့တော်တယ်သူမယွေးကြဘူး Huawei ရဲ့မိတ်ပတ်တွေရဲ့အားသာချက်ကအဓိကကသူတို့က display ကတော်တော်ကိုမှကြည့်လို့ကောင်းတာ ရှာတက်ပလက်နေတိတ်ပြီးတော့မတူပြီးတော့ဒီကောင်နဲ့ user experience တက်ပလက်တစ်လုံးကိုသုံးရတဲ့ user experience ဟာ hardware တက်ပလက်တွေကပို့ပြီးတော့ smooth ဖြစ်တယ်ပို့ပြီးတော့ user friendly ဖြစ်တယ်ကိုယ်တကားတက်ပလက်တစ်လုံးကိုအခုမှစသုံးမယ်ဆိုရင်တောင်မှဘလို့ဘလို့သုံးရမလဲဆိုတာကိုဒါပို့ပြီးတော့နားလေလွယ်တယ်ပို့ပြီးတော့အဆင်ပြေရဲ့အနေထားမှာရှိတယ်ပြီးတော့ဒီကောင်နဲ့ display site တွေကလည်းဒါ11 instant ကြီးပဲစက်တလက်မတွေပဲဆိုတော့ဘာမှသိပြီထွေလို့ပြောစရာမရှိဘူးပြီးတော့ Huawei ရဲ့ tablet က၃မျိုးရှိတယ် Huawei MatePad 11 inch ရယ် Huawei MatePad 11.5 inch ရယ် Huawei MatePad 11.5s paper matte edition ဆိုတာမျိုး၃မျိုးရှိတယ်ဒီဈေးတန်းဝင်ကျင်တွေမှာတော့ဒါ Huawei MatePad တွေကအလွတ်လွတ်လွတ်ကောင်းတယ် zoom meeting တွေမှာလည်းသုံးလို့ကောင်းတယ် battery life တွေ strong ဖြစ်တယ်ဘာမှသိပြီးတော့ထွေထူးပြောစရာမရှိရ tablet တွေကြီးပဲအဲအများဆုံးအပြင် Huawei MatePad တွေကိုလာဝယ်တဲ့သူတွေကကြတော့အဓိကကဒါ tablet ကိုပေါ့ပေါ့ပါလေးနဲ့သူတို့ကစလုပ် ်ချင်တယ်အပြရုပ်ချင်လေးကြည်ချင်တယ်ပြီးတော့ပိုပြီးများတာကြတော့ power point တို့အိမ်စဲတို့ဒီလိုအလုတ်လုတ်ချင်တဲ့သူတွေဝယ်ကြရများတယ်အဲ Huawei Mate Pad 11.5နဲ့ 11.5s ကိုဝယ်ရတဲ့သူတွေဆိုရင် keyboard ပါရအောင်ပါအဲ့တခုကတော်တော်လေးမိုက်တယ်နောက်ထပ်အဝယ်အများဆုံးကကြတော့ iPad 11 existing ချက်နေကောင်ဒီကောင်ကလည်းပြောမယ်ဆိုရင်သူ့ဈေးတန်းဝင်ကျင်ပါတော့ဒီဒီဈေးဝင်ကျင်ဒီဈေးဝင်ကျင်အဲ့ဈေးတန်းဝင်ကျင်မှာ ဈေးတသာဆုံး iPad လို့လည်းပြောလို့ရတယ်။ performance တော်တော်လေး strong ဖြစ်တဲ့ iPad လို့လည်းပြောလို့ရတယ်။ကိုက Apple ecosystem နဲ့ကိုဝင်ကျင်နေဆိုရင်တော့ Android tablet မွဲပဲနဲ့ဒီ iPad ကိုဝယ်လို့ရတယ်။ဈေးကတော်တော်လေး fair ဖြစ်တယ်။ performance နေပါရလေ assistant channel ဆိုတော့ဘာမှသိပြောရမှာမလို့ PUBG Mobile Legends ဘာညာရွှေရှောင်းဘလို့ game ဆိုတော့ okay ရယ်။ပြီးတော့ iPad OS ကိုလည်း AAC သုံးအောင်ပါ။ဒီမှာ liquid glass လေးပါလေးလေ။အာအဲ့ဒါမျိုးလေးနဲ့ပုတ်ပြီးသုံးအောင်ပါ။တော်တော်လေးကိုမှ user experience ရ iPad ကတော့အဆင်ပြေရယ်။သို့တော့ကိုက Android phone ကိုင်ပြီးတော့ iPad ကိုင်မယ်ဆိုရင်နည်းနည်းတော့စဉ်းစားထားတာဖြစ်သွားတာပေါ့နော်။ မကင်လို့မရဘူးနော်ကင်လို့ရရဘာမှပြဿနာမရှိဘူးတွက်နေသူ Android မကလို့ဘာနဲ့ပဲကင်ကင်ကီးပတ်နဲ့ပဲကင်ကင် tablet က tablet ပဲအရသာရှိနေဦးမှာပဲဆိုတော့ iPad ကလည်းပြောမယ်ဆိုရင်တော့သူ့စီတန်းဝင်းကျင်မှာတခြား tablet တွေနဲ့ဆိုလို့ရှိရင်ဒါအားနည်းချက်နေတဲ့ဒါ 60Hz refresh rate လေးဖြစ်နေတာကလွဲပြီးတော့ကျွန်တော်အကုန်လုံးက AAC ရမောင်တန်းလို့ရတယ်ကိုကဒီ 60Hz လေးကိုတော့နည်းနည်းလေးသီးခံအောင်ပါပေါ့နောက်ဆုံးတော့ဒါမရောင်းရတာမဟုတ်ကျွန်တော်ဥစ္စာမှာဒီနိုင်ငံတော် brand တွေက tablet တွေကိုပြောမယ်ဆိုလို့ရှိရင်အကုန်လုံးက plain ဖို့ပဲပြောတာစူမာလीစူမာတဲ့မှာစူပြင်ကြအာမင်းနိုင်ငံတော်ဘရမ်းမဲရောင်းနေမှာတကယ်တော့ဒီကောင်းလေးကိုဒါတတ်တတ်နောက်ဆုံးမှထည့်ပြ surprise ပေါ့ဗျာတဲ့မှာအဲဒါထားပါဒါဆာဆာလာအကုန်လုံးဒီနောက်ဆုံးလူမေးများဆုံး tablet တွေကကြတော့ Xiaomi ရဲ့ Pad 7 Pad 8 Pad 8 Pro ဒီကောင်းကြီးကလူမေးများတယ်အဲ့ပြဒီကောင်းကြီးကဈေးနှုန်းရဆိုရင်ဒါ P2P တော်တော်လေးကောင်းတဲ့ကောင်းနေပြီ performance တွေဘာတွေအခုပြောခဲ့သမျှ tablet တွေထဲမှာ battery life performance big quality display camera ကြိုက်သလိုဆန်းဘယ်ဘက်ကဆန်းတယ်ညဘက်ကဆန်းဆန်းတဲ့မှာအကုန်လုံးတာတဲ့ကောင်လေးကြီးပဲအဲ့တော့ကိုကပြောမယ်ဆိုရင်ပေါ့နော်ဒါဈေးနှုန်းလည်းမကြည့်တော့ဘူးတက်ဘလက်ဝင်မယ်ဆိုရင် performance အရင် strong ဖြစ်တဲ့ကောင်မျိုးကိုမှ original ဆိုတဲ့သူတွေကတော့ဒါ per 7 per 8 per 8 pro ကိုတန်းဝင်တော်တော်လေးကိုမှ strong ဖြစ်တယ်သူရဲ့ specification တွေလည်းကျွန်တော်အများကြီးမပြောတော့ဘူးဒီမှာပြပေးထားတယ်တခြားကြည့်ကြည့်လိုက် ဆိုတော့ specification တွေသိပြီးပါတယ်ဆိုတော့ဒါအားလုံးတွေ့ရတဲ့အတိုင်းပဲဒီဈေးတန်းဝင်းကျင်မှာဒီ Xiaomi ရဲ့ tablet တွေနိုင်ငံတော် brand tablet တွေကတော့တကယ်ကို high performance high design အာဘက်ဘက်ကလုံးဝ high နေရဲ့ tablet တွေပဲကျွန်တော်ဆိုလဲဘယ်လိုလဲပြောတာဈေးနှုန်းမကြည့်တော့ဘဲနဲ့ဝယ်မယ်ဆိုရင်တော့ဒီ Xiaomi tablet တွေပဲပို့ပြီးတော့ရွေးပေးဖို့များတယ်ဒါပေမဲ့ကိုကအလုပ်လုပ်ဖို့အတွက်တမန်ဘာညာလေး season နဲ့ပေါ့နော် notification လိုတာမျိုးတွေ performance အရမ်းမလိုဘူးကိုက tablet ရဲ့ user experience ကိုပဲလိုတာဆိုတဲ့လူမျိုးတွေအတွက်ကတော့ဒါတခြားဘက်ကဒါ hardware လို့ပါဦးရွှေလို့ရသေးတယ်ဒါလို့ဆိုရင်တော့ ကောင်းလားမကောင်းလားရွေးလားမရွေးတင်လားသိပါပြီလို့ထင်တယ်ဒီလောက်ဆိုရင်တော့ဒါ တက်ဘလက်တွေဝယ်ရမလားလပ်တော့တွေဝယ်ရမလားဆိုတော့အတွေ့ရလဲတော်တော်လေးကိုဒါကောင်းကောင်းတည်တည်ချင်းချနိုင်ပါပြီကိုကဘာအတွက်သုံးမှလဲဆိုတော့အရေးကြီးဆုံးပဲတကယ်လို့ကိုကတကြီးမားလပ်တော့နဲ့သုံးမှဖြစ်မဲ့ဟာမျိုးကြီးဆိုရင်နော်လပ်တော့ပဲဝယ်တာကောင်းတယ်အဲဒါပေမဲ့ဒီလပ်တော့နေမှာပို့ပြီးကွန်မန်းပေးချင်တာပေါ့နော်ဒီတိုင်းရုပ်ရှင်လေးကြည့်လိုက်ဖို့အဲ့မှာအလုတ်ကပေါ့ပေါ့ပါပဲအိတ်သေးလို့ပါကိုသုံးဖို့အတွက်နဲ့တော့ laptop ဝင်မဲ့အစားရော tablet တွေကိုပို့ပြီး recommend ပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့ tablet တွေရဲ့ battery life တွေ tablet တွေရဲ့ဒီ display တွေ speaker တွေ performance တွေက laptop တွေအစားလို့ရှိရင်အများက ကြီး performance ကောင်းထွက်တယ် laptop ကတော့ပို့ပြီးတော့ကောင်းမြန်ဆိုပေမဲ့လည်းပြန်ကြည့်မယ်ဆိုရင် laptop ကတစ်ခုလောက်အားသာရင် tablet မှာက၅ခုလောက်ကပို့ပြီးတော့သွားအားသာနေတယ်ဒါကတော့ကျွန်တော်ကစေတနာနဲ့ပြပြပေးတာအဓိကဒီဗီဒီယိုလောက်ရချင်းရဲ့ရွေးချက်ကလည်းလက်ရှိမှာ tablet တွေဝယ်ချင်တဲ့သူတွေအတွက်ဒီရန်ကုန်မိုင်း store ဆိုတဲ့ကျွန်တော်ရဲ့ site မှာ ရွေးချင်တဲ့လူတွေအတွက်ပြီးတော့ဘက်တက်ဘလက်တွေကကောင်းလဲပါညာ哦ဗီဒီယိုတစ်ခုထဲမှာအေးအေးဆေးကြည့်ပြီးတော့အော်ငါကတော့ဒီတက်ဘလက်ရွေးရင်တော့ငါနဲ့ပို့ပြီးတော့ kait မယ်ဒီတက်ဘလက်ကတော့ငါနဲ့ပို့အဆင်ပြေမယ်ဒါမျိုးလေးတွေရွေးလို့ရအောင်ကျွန်တော်အချင်းချုံပြီးပြပြပြီးတာဆိုတော့ကိုလူလူအနေနဲ့ကလည်းတက်ဘလက်တွေအကြောင်းကိုဘလို့တက်ဘလက်တွေကိုဘလို့အသေးစိတ်သိချင်တာလဲကိုသိချင်တဲ့ပုံစံမျိုးလေးတွေကိုပြောစီချင်တဲ့ပုံစံမျိုးလေးတွေအဲဒါမျိုးလေးပြောစီချင်တာရှိရင်ဆိုရင်လည်းအောက်ကကွန်မန့်မှာမှတ်ငယ်ပါအောင်ပြီးတော့အခုပြောခဲ့တဲ့တက်ဘလက်တွေထဲမှာဘက်တက်ဘလက်ကိုရွေးခဲ့ပြမယ်တကယ်လို့ ကိုသာ laptop မယူဘဲနဲ့ tablet တွေဝယ်မယ်ဆိုရင်ဘယ်ကောင်ကကိုနဲ့အကိုက်ဆုံးဖြစ်မယ်လို့ထင်တယ်။အောက်က comment မှာဆွေးနွေးခဲ့ပါအောင်။ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရအောင်ပေါ့။အားလုံးကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်က admin ကြော်ယူပါ Yangon Mobile Store